င်္ဂလာပါခင်ဗျရန်ကုန်ခစ်တက်ကနေဒီနေ့နေ့လေကသတင်းတွေကိုတင်ဆက်ပေးပါမယ်။လာရှုမြို့ကအကြဖတ်စစ်ကောင်စီရဲ့အရှိန်မြောက်တိုင်းစစ်ဌာနချုပ်ကြဆုံသွားပြီးတဲ့နောက်စစ်ရာရှိအကြီးပိုင်းတွေဖမ်းဆီးခံထားရတဲ့ဆိုပြီးအကြဖတ်ဇော်မင်းထွန်းကဝန်ခံလိုက်ပြီးဖြစ်တယ်လို့ဖမ်းဆီးခံလိုက်ရတဲ့တိုင်းမူဟောင်းဗိုလ်ချုပ်စွတ်တင်ဗိုလ်ချုပ်တန်းထင်စိုးနဲ့ဗိုလ်ချုပ်မျိုးမင်းထွေးတို့ရဲ့တပ်ပုံတွေလည်းထွက်ပေါ်လာပါလေ။လာရှုမြို့ကအကြဖတ်စစ်ကောင်စီရဲ့အရှိန်မြောက်တိုင်းစစ်ဌာနချုပ်ကို MNDAA ဦးဆောင်တဲ့မဟာမိတ်တပ်တွေကသိမ်းပိုက်လိုက်တဲ့အချိန် အလံဖြူထောင်လက်နဲ့ချခဲ့ကြတဲ့စစ်ကောင်စီတပ်ဖွဲ့တွေနဲ့မိသားစုဝင်စုစုပေါင်းအယောက်၄000ကျော်ရှိထားတယ်ဆိုတဲ့သတင်းပါဝင်ဒီနေ့နေ့လည်ကင်းသတင်းတွေကိုတင်ဆက်ပေးပါမယ်အခုပထမဆုံးတင်ဆက်ပေးခြင်းသတင်းကတော့လာရှုမြို့ကအကြံဖက်စစ်ကောင်စီရဲ့အရှိမြောက်တိုင်းစစ်ဌာနချုပ်ကြဆုံသွားပြီးတဲ့နောက်စေအရာရှိအကြီးပိုင်းတွေဖမ်းဆီးခံထားရတဲ့ဆိုပြီးအကြံဖက်ဇော်မင်းထွန်းကဝန်ခံလိုက်ပြီဖြစ်လို့ဖမ်းဆီးခံလိုက်ရတဲ့တိုင်းမှုဟောင်းဗိုလ်ချုပ်စွတ်တဲ့ ဘုံကျုပ်တန့်ထင်စိုးနဲ့ဘုံကျုပ်မျိုးမင်းထွေးတို့ရဲ့ဓာတ်ပုံတွေလည်းထွက်ပေါ်လာပါတယ်။ရှမ်းပြည်နယ်မြောက်ပိုင်းလာရှုမြို့မှာအခြေစိုက်ထားတဲ့စစ်ကောင်စီရဲ့အရှိန်မြောက်တိုင်းစစ်ဌာနချုပ်ကြီးကြာဆုံးသွားပြီ။အရာရှိကြီးတွေလည်းဖမ်းဆီးခံထားရတယ်ဆိုပြီးတော့အကြမ်းဖက်ဇော်မင်းထွန်းကဒီကနေ့မနက်ပိုင်းမှာပဲရုတ်တံဖိုင်နဲ့တကွဝန်ခံပြောဆိုလိုက်ပြီးဖြစ်ပါတယ်။လက်ရှိမှာလည်းအဲဒီအရှိန်မြောက်တိုင်းစစ်ဌာနချုပ်တိုင်မူဟောင်းဘုံကျုပ်စွတ်တဲ့တိုင်းစစ်ဦးစီးချုပ်ဘုံကျုပ်တန့်ထင်စိုးအမတ်တဲ့စကခမှု ဘုံကျုံမြို့မင်းထွတ်ဆိုသူတို့ကို MNDAA ကအရှင်ဖန်းစီရရှိထားတဲ့တပ်ပုံတွေလဲထွက်ပေါ်လာပါတယ်။အဲ့ဒီလိုအကြံဖက်စစ်ကောင်စီရဲ့ရမခတိုင်းစစ်ဌာနချုပ်ကြီးကြဆုံသွားပြီးတဲ့နောက်မှာပဲထောင်နဲ့ချီတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့မိသားစုတွေလဲအလံဖြူထောင်လက်နက်ချခဲ့ကြတယ်လို့လဲသိရပါတယ်ခင်ဗျ။တဆက်ထဲမှာပဲလာရှိမျိုးကအကြံဖက်စစ်ကောင်စီရဲ့အရှိမျိုးတိုင်းစစ်ဌာနချုပ်ကို MNDAA ဥဆောင်တဲ့မဟာမိတ်တပ်တွေကသိမ်းပိုက်လိုက်တဲ့အချိန်အလံဖြူထောင်လက်နက်ချခဲ့ကြတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေစုစုပေါင်းအယောက်၄000ကျော်ရှိထားတယ်လို့ MNDAA ရှေ့တန်းသတင်းရင်းမိကရန်ကုန်ခေတ်တက်ကိုပြောပါတယ်။အခုလပုံးရက်နေ့နေ့လယ်ပိုင်းကစပြီးအဲ့ဒီအချမ်းဖက်စကောင်စီရဲ့ရမခတိုင်းစစ်ဌာနချုပ်ကြီးထဲမှာရှိတဲ့လက်ကျန်တရင်တွေကို MNDAA နဲ့မဟာမိတ်ပူးပေါင်းတပ်တွေကအပိသက်သိမ်းပိုက်လိုက်ပြီးတဲ့နောက်မှာပဲတိုင်ဝမ်ထဲမှာရှိနေတဲ့စစ်ကောင်စီတပ်ဖွဲ့တွေနဲ့မိသားစုဝင်တွေဟာအလံဖြူထောင်လက်နက်ချလာကြပြီးစုစုပေါင်းအယောက်၄000ကျော်ရှိတယ်လို့ MNDAA ရှေ့တန်းသတင်းရင်းမိကပြောထားပါတယ်။ အဲ့ဒီလိုအလံပြူထောင်လက်နဲ့ချလာတဲ့စစ်သားတွေတဲမှာတချို့ကလက်နဲ့ပါလာပြီးတချို့ကလက်နဲ့မပါလာတဲ့အတွက်လက်နဲ့တွေဖွက်ထားတာရှိမရှိ MNDA နဲ့မဟာမိတ်ပူးပေါင်းတပ်တွေကနေမြေရှင်းလင်းရေးတွေဆက်လက်လှုပ်ဆောင်နေတယ်လို့လည်း MNDAA ရှေ့တန်းသတင်းရင်းမြစ်ကပြောထားပါတယ်လက်ရှိမှာတော့လာရှုံမြို့နယ်တဝမ်းကို MNDA နဲ့မဟာမိတ်ပူးပေါင်းတပ်တွေကလုံခြုံရေးယူပေးထားပြီးကင်းလက်ဓာတ်တွေလှုပ်ဆောင်ပေးနေတယ်လို့ လာရှုံမြို့ကပြည်သူတွေအနေနဲ့တခြားနေရာတွေမှာဆစ်ဆောင်ရတာအရန်အခက်အခဲရှိနေတယ်ဆိုရင်တော့မြို့ကိုပြန်လဲဝင်ရောက်ချင်ရင်ဝင်ရောက်နိုင်တဲ့အခြေအနေရှိပါတယ်လို့လဲ MNDA ရှေ့တန်းသတင်းရင်းမြစ်ကပြောထားပါတယ်ခင်ဗျာတစ်ဆက်ထဲမှာပဲလာရှုံမြို့ကိုစစ်ကူထွားဖို့အကြံဖတ်ဒုစစ်ကောင်းဆောင်ဆိုဝင်တဲ့စစ်ရုံးကအတင်းအကျပ်ဖိအားပေးပြီးလွှတ်လိုက်တဲ့စကခဆနစ်စစ်ကြောင်းကစစ်စင်ရေးကိုကဲမှုဌာနချုပ်မှုဗမှုချုပ်အောင်ကျော်မိုးဆိုတဲ့သူဟာ MNDA နဲ့မဟာမိတ်တပ်တွေရဲ့တိုက်ခိုက်ချေမှုမှုကိုခံရပြီးတဲ့နောက်မှာပဲ အထက်ကဖီအားတွေကိုပါမခံနိုင်တော့တဲ့အတွက်သူကသူအဆုံးစီရင်သွားတယ်လို့စီဒီယံဘူဂျီဇင်ယောကပြောထားပါတယ်။အခုလ3ရက်နေ့ကပဲလာရှိုမျိုးကရမခတိုင်းစစ်ဌာနချုပ်ကိုစစ်ကူလာတဲ့အကြံဖက်စစ်ကောင်စီရဲ့အမှတ်၁နှစ်စစ်စင်ရေးကိုကဲမှုဌာနချုပ်စကခစက်နှစ်စစ်ကြောင်းဟာတန်ရန်မြို့နယ်မှာပဲ MNDA နဲ့မဟာမိတ်ပူးပေါင်းတပ်တွေရဲ့ကြပြတ်ချင်းမှုတိုက်ခိုက်တာကိုခံခဲ့ရတယ်ဆိုပါတယ်။အဲ့ဒီအချိန်စစ်ကြောင်းကိုဦးစီးလာတဲ့ဗိုလ်မှူးကြီးအောင်ကျော်မိုးဆိုတဲ့သူဟာ တစ်ဖက်မှာတိုက်ပွဲကလည်းရှေ့တိုးမရနောက်ဆုံးမရနဲ့ခြေမုံခံရတဲ့အချိန်အချမ်းဖတ်ဒုစစ်ကောင်းဆောင်စိုးဝင်းနဲ့စစ်ယုံကဗိုလ်ချုပ်တွေကနေမင်းတို့မရောက်သေးဘူးလားဆိုတဲ့အတင်းအကျပ်ဖိအားပေးတာတွေလုပ်နေတယ်လို့အဲ့ဒီစစ်ကူစစ်ကြောင်းစမထွက်ခင်ကတည်းကလည်းတရင်မှုတယောက်နဲ့အရာရှိနှစ်ယောက်ကထွက်ပြေးသွားတဲ့အတွက်နောက်ဆုံးအဖက်ဖက်ကဖိအားတွေကိုလုံးဝမခံနိုင်တော့တဲ့အဆုံမှာအဲ့ဒီဗိုလ်မှူးကြီးအောင်ကျော်မိုးဆိုတဲ့သူဟာသူ့ကိုယ်သူအဆုံးစီရင်သွားတာဖြစ်တယ်လို့စီရင်ဗိုလ်ကြီးဇင်ယောကပြောထားပါတယ်လက်ရှိမှာတော့ အဲ့ဒီဘုံမကြီးအောင်ကျော်မို့ဆိုသူရဲ့မသားလောင်းကိုရှေ့တန်းမှာပဲတကြိုလိုက်ပြီးအဲ့ဒီစက္ကခစနစ်ဟာကော့ဂရိတ်မြို့နယ်မှာအခြေစိုက်ထားတဲ့စစ်ဌာနချုပ်ဖြစ်ပေမဲ့အခုလာရှုံမြို့စစ်မြေပြင်ကိုအပုတ်ခံရတာဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျတဖက်မှာလေရန်ကုန်ကော်မူးမြို့နယ်ကစစ်မှုထမ်းအပတ်စဉ်တင်းတန်းစင်တတားတဲ့လူငယ်၄ဦးဟာလာရှုံစစ်မြေပြင်ကိုအပုတ်ခံခဲ့ရပြီးတဲ့နောက်တိုက်ပွဲတွင်နှစ်ဦးသေဆုံးသွားပြီးနှစ်ဦးဒဏ်ရာရထားတယ်လို့ဒေသခံပြည်သူတွေစီကနေသိရပါတယ် ဇော်လလ30ရက်နေ့ကပဲလာရှုဘက်ကိုနတ်မူဆယ်နဲ့နောက်လိုင်းဘက်ကနေစစ်ကူတွားဖို့ထွက်လာတဲ့အချမ်းဖတ်စစ်ကောင်စီတပ်စစ်ကြောင်းကို MNDAA နဲ့မဟာမိတ်ပူးပေါင်းတပ်တွေကကြားဖြတ်တိုက်ခိုက်ချေမှတ်မှုအတွင်စစ်ကောင်စီတပ်သားအယောက်တရာနိဗဟာအတီးသီးသေးကုန်ကြပြီစစ်ကားတွေလည်းမိလောင်ပျက်စီးခဲ့ပါလေအဲ့ဒီဖြစ်စဉ်ကစစ်ကောင်စီတပ်ရဲ့စစ်ကူစစ်ကြောင်းထဲမှာကော်မူမျိုးနယ်ကနေစစ်မှုထမ်းအပတ်စဉ်တစ်တင်နန်းစစ်တပ်သားတွေလူငယ်၄ဦးပါပါလာပြီနှစ်ဦးကတော့တိုက်ပွဲထဲမှာပဲတေဆုံးသွားသလို့ ကျန်တဲ့နှစ်ဦးကဒဏ်ရာတွေရထားတယ်လို့ဒေသခံပြည်သူတို့ကပြောထားပါတယ်။အဲ့ဒီမှာသေဆုံးသွားတဲ့တပ်သားတစ်လူငယ်နှစ်ဦးဟာကော်မှုမြို့နယ်ငှက်အောင်စန်းချေရွာကကိုရဲဆိုသူနဲ့မဆယ်စိတ်ချေရွာကလှမင်းတန်းလို့ခေါ်တဲ့ချက်ဖောင်းဆိုသူတို့ဖြစ်ပြီးဒဏ်ရာရထားတဲ့နှစ်ဦးကမဆယ်စိတ်ချေရွာနေတန့်စင်တဲ့ဇေယက်ထက်ဆိုသူတို့ဖြစ်တယ်လို့လည်းသိရပါတယ်။အဲ့ဒီကော်မှုမြို့နယ်မှာရှိတဲ့မဆယ်စိတ်ချေရွာအုတ်ကြီးစံလွင်ငှက်အောင်စန်းချေရွာကအုတ်ကြီးကျော်စေရွာ ချောင်းကောချန်းဂျေရွာကအုတ်ကြီးတန်းစော်နဲ့ရေတာရှိဂျေရွာကအုတ်ကြီးဝင်းကျော်ဦးစုသူတို့ကဂျေရွာနေလူငယ်တွေကိုအတင်းကျပ်ဖမ်းဆီးပြီးစစ်မှုထမ်းခိုင်းခဲ့တာဖြစ်တယ်လို့လည်းသိရပါတယ်ခင်ဗျာတစ်ဖက်မှာတော့ရှမ်းပြည်နယ်ကနောင်ချုံမြို့နယ်ဘက်မှာစစ်အင်အားဖြည့်တင်းနေပြန်တဲ့အကြံဖက်စစ်ကောင်စီတပ်နဲ့ TNL မဟာမိတ်ပူးပေါင်းတပ်တွေကြားတိုက်ပွဲပြင်းထန်နေပြီးကြောင်မဲမြို့နယ်မှာလည်းစစ်ကောင်စီတပ်ကလေကြောင်းကနေလက်နက်ခဲယံဖြည့်တင်းနေပြန်တယ်လို့ TNL ကပြောပါတယ် ။အခုလား၄ရက်နေဖြစ်တယ်မနေ့ကညနေပိုင်းမှာပဲ။နောင်ချုံမြို့နယ်ကရွှေမိုဒေါ့ဂျေရဘတ်ကိုအကြံဖက်စကောင်စီတက်ကစစ်အင်ကဖြည့်တင်းလာပြန်တဲ့အကြံဖက်စကောင်စီတက်နဲ့ TNL မဟာမိတ်ပူးပေါင်းတက်တွေကြတိုက်ပွဲဖြစ်ပွားခဲ့တယ်ဆိုပါလေ။တစ်ဖက်မှာလည်းကြောင်မဲမျိုးကအကြံဖက်စကောင်စီရဲ့လက်ကျန်တပ်စခန်းတွေဖြစ်တဲ့ခမရ901နဲ့902စခန်းကုန်းအတွင်းကိုလည်းစေကောင်စီကဝိုင်တွဲလေရင်နဲ့လာပြီးလက်နက်ခဲယံ73တုပ်လာရောက်ကျဲချဖြည့်တင်းပေးသွားပြန်တယ်လို့ TNL ကပြောထားပါတယ်ခင်ဗျ အခုတခါစကိုင်းတိုင်းဘက်မှာတော့မြင်းမှုမြို့နယ်နဲ့ချောင်းဦးမြို့နယ်မှာရှိတဲ့ရဲစခန်းအပြင်စစ်တပ်တဆွဲထားရနေရာတွေကိုတော်လိုင်းရေးတပ်တွေက drone နဲ့ပုံကျဲတိုက်ခိုက်မှုအတွင်စေကောင်စီတပ်ဖွဲ့ဝင်၃ကတော့အသီးသီးသေကုန်ကြပြန်ပြီလို့မုံရွာခဲအမှတ်၈တပ်ရင်းရဲ့တာဝန်ရှိသူတူကရန်ကုန်ခေတ်တစ်ကိုပြောပါတယ်။အော်ဂိုလာ၂ရက်နေ့ကပဲမြင်းမှုမြို့နယ်နဲ့ချောင်းဦးမြို့နယ်မှာရှိတဲ့အချမ်းဖက်စစ်ကောင်စီရဲ့တောချောင်းဦးရဲစခန်းနဲ့နေရီကန်အထိုင်ကျတပ်စခန်းတွေကို ော်လန်ရေးတပ်တွေက drone နဲ့ပုံသီးတွေဇက်တိုက်ချဲချတိုက်ခတ်ခဲ့တယ်ဆိုပါတယ်အဲ့ဒီလိုတိုက်ခိုက်မှုအတွင်းစစ်ကောင်စီတပ်ဖွဲ့ဝင်၃ဦးကတော့ drone ပုံတွေဂျာမာပဲအသီးသီးထည့်ကုန်ကြပြီပြူစော့ထီတွေလည်းဒဏ်ရာတွေရကုန်ကြတယ်လို့မုံရွာခဲအမှတ်ရှိတက်ရင်ရတာဝန်ရှိသူတို့ကပြောထားပါတယ်ခင်ဗျဟုတ်ကဲ့ဒါကတော့ရအောင်ခစ်တစ်ကနေဒီနေ့နေ့လေဂင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါကြည့်ရှုပေးခဲ့တော့ကျေးဇူးတင်ပါတယ်ကျွန်တော်နိုင်ငယ်ပါ